chapter 9 chapter 9ဟောတော့တယ် chapter 9ဟာ application of differentiation differentiation လောက်တာတွေကိုချက်ထွက်ဆက်ပြီးတော့ပြီးတာအဲ့မှာ9 by 1ဟာတန်းကျက် line အဲ normal line တန်းကျက် line နဲ့ normal line တန်းကျက် line နဲ့ normal line ရဲ့ equation တွေဆရာတို့ဘာလို့ရမလဲသိရအောင်အဲ့တော့တန်းကျက် line ရဲ့ equation က equation ရော 微信哦，咱再来。哎，咱再来，人多，玩的酷了些。爱玩高马，玩 S。我们那里要玩 y 呢，买玩一对，哎，爱玩呢，爱玩。 啊，张来界你不桂那啊，你啊？杨、啊、没来也，你不戏，桂戏哦，桂戏哦，杨没来，啊，喜欢哥马，玩玩嘛，对，杨没来，有桂戏啊。 ဝိုင်းပိုင်းနဲ့ဝိုင်းဝံတွေ့ပြီဆရာတို့တန်းကျန်းတဲ့နော်မေကဘာကွာလဲဆိုလို့ရှိရင်တန်းကျန်းတဲ့နော်မေကဒီစလုတ်တရား negative reciprocal negative အနှုတ်ပြရမယ်အနှုတ်ပြရမယ် reciprocal ဆိုဆရာတို့ဘာဖြစ်ရမလဲကြောင်းမြင်ပြရအဲ့တော့နော်မေလာရဲ့ equation က minus 1 by m h h y နဲ့ h y ဒါဆရာတို့အရင်တော့သိခဲ့တယ်အဲ့ဒီမှာဒီ m a ဆိုတာဘာလဲဆိုလို့ရှိရင်တနည်းအားဖြင့်ရှိတ်တာအဲ့တော့ရှိတ်တာရဲ့သင်္ကေတတွေကအဲ့တော့ဘာရှိတယ်ဆိုရှိတ်တာရဲ့သင်္ကေတတွေကဝိုင်းအောင်ရှိတ်မဲ့ဆိုရင်ဘာဖြစ်လဲ dy by dh နောက်တစ်ခုရှိတ်ရတဲ့သင်္ကေတတစ်ခုကဘာဖြစ်လဲ m a m a ကလည်းဘာလို့ကြာလဲဆိုလို့ရှိရင်ရှိတ်တာ ဟုတ်ပြီနော်အခုကျွန်တော်ဒေတာမှာဒီအမေနီယာမှာကျွန်တော်ဘာပြရမလဲအမေဆိုတာကစလုတ်အမေအစားဆရာတို့ဘာလို့သုံးရမလဲဆိုလို့ရှိရင် wine ply ဆိုအောင်သုံးရနော်အမေဆိုအမေဆိုတဲ့နေရာမှာဘာလို့သုံးရမလဲဆိုလို့ရှိရင် wine ply wine ply or is not ဒါဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်သွားလဲ wine နဲ့ wine by wine ply or Y ply or this one. အဲ့တော့ရှိတ်ထားတဲ့တင်ရတာတွေက Y ply ဆိုရတယ်ဘာလို့ထားလဲရှိတ်ထားပဲ။အဲ့တော့ရှိတ်ထားကဒီ Y မှန်ဒီဆိုရတယ်ရှိတ်ထားပဲ။ M ဆိုရတယ်တတိယကရှိတ်ထားပဲ။ Y ply ဆိုရတယ်တတိယကဘာလို့ထားလဲ Y ကိုရှိတ်ဟုတ်နော်အဲ့ဒီ y ply နဲ့ h နေရာမှာဆရာတို့ ့ h တန်ဖိုးတွင်းလိုက်မယ်ဆိုလို့ရှိရင် one client ကိုရှာလိုက်လို့ one client ရဲ့ h နေရာမှာ h တန်ဖိုးတွင်းလိုက်လို့ဆိုရင်ဘာရမလဲဆိုတော့ gradient of tangent ဆိုတာရ one client ရဲ့ h နေရာမှာတန်ဖိုးတွင်း h တန်ဖိုးတွင်းလိုက်မယ်ဆိုရင်ဘာရမလဲ gradient of tangent line ဆိုတာရအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင် gradient ဆိုတာလည်းဘာလို့လဲစိတ်ကြ radiant ဆိုတာလည်းမလုပ်တာဆိုရင်ရှိတာနောက်တစ်နည်းပြောမယ်ဆိုရင် y ဆိုတော့ y ဘွဲ့တူပါ y နဲ့အတူတူပဲဆိုရင် effort a နဲ့အတူတူပဲအဲ့တော့ f line ရော a ဆိုတာလည်းဇာတ်လို့မလုပ်တာဆိုရင်ရှိတာအဲ့တော့ရှိတာရဲ့ဒီကိစ္စတွေက dy y d h ရှိတယ် m ဆိုတာလည်းရှိတာပဲတတိယ y prime ဆိုတာလည်းရှိတာပဲ y prime ရဲ့ h တန်ဖိုးကိုတွဲလိုက်မယ်ဆိုရင် gradient ရတယ် ရေဒီယံဆိုတာတဏီယံကိုရှိတ်ချာမယ် y equal to f of e ဖြစ်တဲ့အတွက်ကြောင့်မို့ f prime of h ဆိုတာဘာဖြစ်တာလဲဆိုရင်ရှိတ်ချာမယ်ဒီရှိတ်ချာရည်ဆိုတာဘာလို့ရမလဲဆိုရင်ဒီရအဲ့တော့ဆရာတို့ဒီတန်းချက်ရဲ့ equation နဲ့ normal ရဲ့ equation ကိုရှာတော့မယ်ဆိုလို့ဆိုရင်ရင်းမှုသုံးဆရာတို့ဘာလို့ရ y prime ဆိုတာဘာလို့ရ y prime ဆိုတာဘာလို့ရလဲရှိတ်ရှိတ်ရင်းမှုသုံးဆရာတို့ဘာလို့ရလဲဆိုလို့ရှိတ် ရှိပြီးသွားလို့ရှိရင်ဆရာတို့တန်းကျက် line နဲ့ normal line တွေမှာ point တစ်ခုခုတော့ရှိရဒီ point နေမရှိဘူးဆိုလို့ရှင်ဆရာတို့ရှိပြီးသွားလို့ရှိရင် point ကိုမလုပ်ရဘူးလေရှာပြရနော် point ရှာရှိပြီးသွားရင်ပါရှာမယ်ဆိုရင် point ရှာ point ရှာမယ်အဲ့ဒီ wine blind ရဲ့ h တန်ဖိုးကို wine blind မှာရှိတဲ့ h နေရာမှာတန်ဖိုးသွင်းလိုက်မယ်ဆိုရင် gradient of ဘာရမလဲဆိုရင်တန်းကျက်ရမယ် အဲ့တော့ပြီးလို့ရှိရင်ရှိပြီးသွားလို့ရှိရင် one plus h ကတော့เนาะ tan h tan ကိုတွေးလိုက်မယ်ဆိုလို့ရှိရင် gradient ရအဲ့တော့ gradient ကိုပြီးလို့ရှိရင်ဘာလို့မလဲဆိုရင်ရှာအဲ့ဒီခုပထမဆုံးရှိမယ်ရှိပြီးလို့ရှိရင်ဆရာတို့ဘာလို့မလဲဆိုရင် point ရှာမယ်ရှာပြီးတော့ရင်ရှိထားတဲ့ y plus h နေရာမှာတန်ဖိုးသွင်းလိုက်မယ်ဆိုလို့ရှိရင်ဘာရမလဲဆိုရင် ရေဒီယိုရာပြီးတော့ပါဆရာတို့ဘာလို့လဲဆိုလို့ရှိရင်ဒီကိုရှိရင်ဒီကိုရှိရင်ဒီ40 40နဲ့ဘာလို့လဲဆိုရင်ပတ်သက်တာကာတာဒါလည်းဆိုလို့ရှိရင်ဒါတော့ကြောက်ဒီကိုရှိရင်တန်းကြန်လာ at h1 comma y1 ဒီကိုရှိမှဆိုလို့ရှိရင် point ပါ ့ကောင်ရဲ့ formula y minus y1 equal to y y prime of h1 h minus h1 ကိုရှင်းရ normalize h1 comma y1 ဆိုလို့ရှိရင် y minus y1 ဒီကောင်လိုက်ဒီကောင်လေးကဘာဖြစ်လဲဆိုရင် negative reciprocal နော် negative reciprocal ဆိုတော့ဘာဖြစ်လဲဆိုရင် down ပြန်ပြရအဲ့တော့ဒီကောင်လေးကိုရှာတော့မယ်ဆိုရင် u ဆိုဆရာတို့ဘာလုပ်လဲ ဒီလိုရှိတ်လိုက်မှဒီနေရာမှာအစားပြုလို့ရမှာပေါ့နော်ရှိတ်ပြီးသွားလို့ရှိရင် point ပါမှဒီ equation ကိုမလုပ်လို့ရမှာလေရေးလို့ရအဲ့ဒီရှိတ်ပြီးသွားတဲ့ y line နေရာမှာအိတ်တန်ဖို့အစားပြုလိုက်မယ်ဆိုရင်ဘာရမလဲဆိုရင် gradient ရပြီးတော့မှဆရာကမလုပ်မယ်ဆိုရင် equation ကိုရေးအဲ့တော့ formula လေးမှတ်မိပါ equation ကိုတန်းကျက်လိုက် at h1 comma y1 ရဲ့ formula ဘာဖြစ်မလဲ y minus y1 equal to y prime of h1 h minus h1 equation normalize at h1 comma y1 ပါဆိုလို့ရှိရင် formula y minus y1 equal to negative reciprocal နော် h minus h1 ဒါမှအဲ့ဆိုရင်တို့ example တွေတော့နော်အဲ့တော့အရင်ဆုံးဘာလုပ်မလဲဒီနေ့ဒီနေ့မှာအစားသွင်းနိုင်မှုဘာလုပ်မလဲဆိုရင်ရှိတ်ပဲ gradient ကိုရှာနိုင်ဖို့အတွက်နောက်ကပါရှာမလဲ point ရှာမယ်အဲ့ဒီရှေ့ကြတဲ့နေရာမှာအိတ်တံဖို့အစားသွင်းလိုက်လို့ရှိရင်ဘာရလဲဆို gradient ရပြီးသွားတဲ့ဆရာတို့ဘာလုပ်မလဲဆိုရင် equation ကိုရေးလိုက်ရမယ်လောကနေပြီးတော့ exponential ပုံစံကြောင်းတဲ့ပုံစံတွေလည်းလည်းပြန်ကြည့်ရအောင်ဥပမာ log h a e equal to 2ဆိုပါလေအဲ့ကောင် exponential ပုံစံကြောင်းမယ်ဆိုလို့ရှိရင် h equal to d ilia d ကိုတွန်းတင်လိုက်ဒီပါပါဟုတ်တာဟုတ်ကောင် low phi beta equal to h ဆိုပါလေသူ exponential ပုံစံကြောင်းလို့ပြောပါလို့လေ phi tan ilia d ကိုတွန်းတင်လိုက်တန်းပါပါ h အဲ့တော့ဒီဒီသားမှာဆရာတို့ E ဆိုတဲ့ကောင်က low မှာလည်းဗာဖြစ်တဲ့ဆိုရင် base မှာရှိပြီးတော့ power မှာလည်းဗာဖြစ်တဲ့ဆိုရင် base မှာရှိနားလည်ပြီနော် low ကနေပြီးတော့ exponential ပုံစံကြောက်တယ်ပြီးလို့ရှိရင်ကြော်လေးပြန်ကြည့်ပြအောင် and x ကဗာလည်းဒီလို low a a e ဗာဖြစ်တဲ့ဆိုရင်အဲ့ဒါကျေးဇူးဒုစရိုက်တွေ့လို့ရတယ်နော် example 1က find the equation of tangent ဟာ normal line tangent equation ရဲ့ normal equation ရဲ့နှစ်ခုစလုံးကိုကြာလို့ဘာလုပ်ပြရမလဲဆိုရင်ရှာပြရ to the cuff y equal to ln a ဆိုပြီးတော့ဘာဖြစ်လဲဆိုရင်ပြထား at the point point ဟာ y တစ်ခုပဲပြထားရဲ့ဆရာကဘာတစ်ခုလို့လဲဆိုလို့ရှိရင် a တစ်ခုကဲသုံးသပ်လိုက်ဆရာတို့အရင်ဆုံးဘာလုပ်လိုက်မလဲဆိုလို့ရှိရင်ရှိတ်လိုက် ရှင်းရမယ့်ဥစ္စာကဘာလဲဆိုပြီးရှင်းကပ်ဆိုတဲ့ဒီဝိုင်းကြီးကိုဘာလို့လဲဒီရှင်းပါအဲ့တော့ဆရာရှင်းလိုက်မယ်ဝိုင်းကွဲဒီရှင်းမဲ့တော်ကြီးလိုက်လေ LH ဝိုင်းကိုရှင်းမယ်ဆိုလို့ရှိရင်ဝိုင်းပလားဒီဝိုင်းပိုင်းဒီကိုသုံးတော့ဆရာတို့ဖော်မြူလာထဲမှာရှိတာဝိုင်းပလားနေဟုတ်လားဝိုင်းပလား equal to အဲ့တော့ရှင်းရင်ဘာရမလဲဝိုင်းပါ H ပထမဆုံးအနေနဲ့ပါဘာဖြစ်ပါ့မလဲရှင်းပါ ရှင်းပြီးသွားရင်ဆရာတို့ဘာရှာလဲ။ point ရှာ။ point ရှာ။ point ကဘာပြထားလဲဆိုရင် wide tan move ပြထားပြီးတော့ eight tan move တခုလို့လာပေါ့။ eight tan move ရှာ။အဲ့တော့ point y equal to minus 1ဖြစ်တဲ့အခါမှာ8တန်ဖို့ဘယ်နေရာရအောင်ရှာသူပေးထားတဲ့နေရာကနေရအောင်ရှာ y y equal to ln 8 h ဟာရနေပြီးတော့မလုပ်လိုက်ရှာလိုက် ဲ့တော့ LH ဆိုတာတတိယပြည့်ကျလို့ပါလား Law HPE Law HPE Law HPE equal to y နေရာမှာဆရာတို့ပါသွင်းလိုက်မယ်ဒီလိုဆို -1 -1 ကိုသွင်းလိုက်ဒီ law ပုံစံကနေပြီးဆရာတို့ exponential ပုံစံကိုမလိုလိုက်ဘူးဆိုရင်ကျောင်းလိုက်မယ်ဆိုရင်မဖြစ်သွား H equal to e power -1 ဒါကြီးကတိတ်မလာဘူး e power -1 ကိုဆရာတို့ကျောင်းလိုက်မယ်ဆိုရင်မဖြစ်သွား1 1 by ဒါဆိုလို့ရှိရင်အိတ်တံပိုးလည်းရပြီ၊ဝိုင်တံပိုးလည်းရှိပြီးသားဆိုတော့ဘာကြီးလို့ရပြီလဲဆိုရင်ပွိုင်းကြီးလို့ရပါတယ်เนาะ။ပွိုင်းဟာအတပွိုင်းအတပွိုင်းဟာအိတ်တံမှုကဘာလဲ1 2 comma ဝိုင်တံမှုက -1 ဝိုင်းရပါ အဲ့ဒီဆရာတို့ y plus ရဲ့ h နေရာမှာတန်ဖိုးသွင်းလိုက်မယ်ဆိုဘာရမလဲဆိုရင် gradient ရနော်နောက်တစ်စင် gradient ကိုရှာဖို့အတွက်ဒါလည်းဒီလိုနဲ့ the gradient of the gradient of tangent tangent gradient y plus equal y plus ဟောဒီမှာစာသွင်းမယ် h1 ရေးလိုက်နော် equal to 1 by h. Error drop. 1 by h. 1 by h. h 点把加入把出来。1 by e 出来。稍后咱们再来个把出来。啊，对不起，radial 单价吧，对。radial 单价 e 数路线，radial 浓度是吧？ negative residual gain เนาะဒါလေးပဲရေးလိုက် the gradient of the gradient of normal is အဲ့ဒါ cos is of minus 1 by e 1 by ဒီရည်လည်းမဖြစ်လေဆိုရင်ရှားပြီပါပြီးတော့မှသူမေးတဲ့မိန်းကလေးကိုဆရာကဘာလို့တော့မလဲကြီးရောသူမေးတာက တန်းကျပ် equation ရဲ့ normal equation ပါအဲ့တော့ဆရာဒါပဲကြည့်လိုက်ဒါ equation okay ဒါ equation of တန်းကျပ်တန်းကျပ်လာ꽌လို့တယ်အဲ့꽌နေရပါနဲ့ပါနေလေ1 by e ကောပါ 买卖一个嘛，买了五万，哎，高爷，一块钱啊，买的没？外卖呢？外不来，不要买。外卖呢？外卖一块钱，不不啦？外不来哦，一万，一万呢？一万。 y minus y 1နဲ့ရပါဆရာတို့ဘာသိမဲ့သူလို့ရှိရင် minus 1 y plus 1အဲ့ဒါဆိုကျ1 plus 1 equal to 1 plus 1 plus ရဆရာတို့ရှာထားတာဘာရလဲဆိုလို့ရှိရင် e e ရဟာ e h minus h 1နဲ့ရပါဆရာတို့ဘာသိမဲ့1 minus 1 minus e ကိုပြန်ပါ1 minus e အဲ့တော့ဆက်ရှင်းလိုက်မယ် y plus 1 equal to ပြောင်းလိုက်ပြန် pH minus ပြီးပြန်ဦးရဲ့ကြည့်သွားတော့1အဲ့တော့ဆယ်လို့လိုချင်တာ y တစ်ခုပဲထားမှာ pH ကပဲရောက်သွားတော့ minus 1ဆိုတော့ minus ဒါတင်ပြီးပြီးတဲ့ equation ကြီးလာနောက်တစ်ခုက equation of the normal line ဟုတ်ပြီ equation of the normal line နော်မေလာဘယ်မှတ်မှာရှိရလဲဆိုရင်အဲ1 by e ပေါ်မှာ -1 မှာရှိတယ်နော်မေလာရဲ့ equation က formula ရေးတော့ဒါပဲအစားသင်လိုက်တော့ဘာဖြစ်မလဲ y +1 negative residue ဟာလား equal to minus 1 by e h minus 1 by e. အဲ့တော့ဇာတ်လို့ဘာလုပ်လိုက်မလို့ဆိုလို့ရှိရင်နှောက်လိုက် my နဲ့ h by e plus 1 by e square ဒီကောင်လေးဒီဘက်ကိုပို့လိုက်ပါဖြစ်တော့ my နဲ့1 my နဲ့1 y square တူနားလည်မလားဒါဘုံမဲ့ကြမ်းကြမ်းနော် example 2 ya find the equation of tangent တန်းကျက်အီကူရှိဦးတယ်ခါလို့ရှာပြ2 y equal to sin x ဆိုတော့ cap ပြီးတာပြီးတော့ at the origin ဒီတော့ origin origin ဆိုတာအမှီတရားမျိုးပြန်ရအောင် origin ဆိုတာကဘာကောပါလဲ0 comma 0ပွန်ပြီးတာ origin ဆို origin ဆိုတာဘာလဲ0 comma 0 comma 0ကပွန်ပြီးတာ 还有啥？运动完了，没事，谁来。玩一回比赛，玩又舍不得玩，干啥、no？不行去玩，多累，多累，是吧？散步，到了、uh,，现在快游了，多挂一紧，那是怪。 ့ y က origin ဖြစ်တဲ့အတွက်ကြောင့်0.0 y ရေးပြီးသွားပြီအဲ့ရှိထားတဲ့ကျွန်တော် y plus ရဲ့ h နေရာမှာအစားသွေးလိုက်မယ်ဆိုရင်ဘာရမလဲဆိုရင် gradient ရ gradient ကမှတ်ထားမယ်နော် tangent ရဘာဖြစ်လဲဆိုလို့ရှိရင် gradient အဲ့တော့ the gradient of the gradient of tangent tangent is y ply equal to cos cos h ပြရမှာကျတော့ပါလဲ0 0အဲ့တော့ cos 0ကပါလေ cos 0က1ဟုတ်တယ် cos 0ကပါဖြစ်လို့ဆိုလို့ရှိရင်1 sin 0က0 cos 0ကပါဖြစ်လို့ဆိုလို့ရှိရင်1နောက်မိလားဟာဒီဘာပါဖြစ်လို့ဆိုလို့ရှိရင် 1,0ဟုတ်လားအဲ့ကော y စာကော0ကဘာဖြစ်လဲ1ရေဒီယံရှာပြီးသွားပြီရေဒီယံရှာပြီးသွားပြီဆိုလို့ရှိရင်သူမေးတဲ့ဘာကိုပဲရှာတော့မလဲဒီ equation ကိုပဲရေးရဲ equation ဟုတ်တယ်အဲ equation equation of of the tangent ဒါ point อยู่เนี่ย at เดแมนเนี่ยเปิดแมมาเลยคือ0กอมา0มาคือ s formula ก็ y minus y1 equal to y plus or h1 equal into h minus h1 အဲ့တော့ y minus y1 ဘယ်လောက်လဲသူတို့ရှိ0 zero equal to one plus or h one plus one one h minus by plus zero zero အဲ့တော့ y equal to h h ဒါဆိုရင်ဒီရှိပြီပေါ့ရမလားဟုတ်ပြီအဲ့ဆိုရင် exercise ရာဒီလိုဆိုင်တဲ့တဘောတွေနော်အဲ့တော့ one နံပါတ်1က find the equation of tangent and longer line တန်းကြံရော normal ရောဒီကူရှိကိုမလုပ်ပြရဘူးဆိုရင်ရှာပြရတူးတဲ့ cup cup ကဘာဖြစ်လာလဲဆိုရင် y equal to 2 rn h ပြတာလေ at 1 comma 0ဆိုတော့ဘာဖြစ်လာလဲဆိုရင် point ကဖြစ်တာဟာလားဘယ်လိုလုပ်ကြတော့ဘာလုပ်ရမလဲဆိုရင်ရှေ့လိုက်ရှေ့လိုက် y equal to 2 rn h အဲ့တော့ရှေ့ရ y plus equal to 2 constant 阿拉一先小学多少钱？五百。五百，哎，小学多少米？小学多少米才六百？三百零，管啥？管 o 给不了，还得管。还够买尿？还得管个，还够买？阿拉天天吃啥子？买啥子吃？买不来，一年嘛，但每三年六千，八月份来六 e 贵的呀呀，单间也八月份来六千，贵的呀呀。 အဲ့တော့ point လေးရေးပြီးသွားပြီ the gradient of the the gradient of tangent is y plane equal to 2 by h เนี่ยมาเจอแล้วก็ได้2 by 1 2 by 1ตัวมาได้ครับ1 2 2 by 1 တော့ဘာဖြစ်မလဲလေ2အဲ့တော့နောက်တစ်ခု the gradient of of domain tangent gradient 2ဆိုလို့ရှိရင် normal gradient က negative reciprocal negative reciprocal you know ဆိုတော့ဘာဖြစ်လဲ minus 1 by 2 minus 1 by 2 ဗီရိယနဲ့ရှားပြီးသွားပြီ equation ပဲဘာလို့တော့မလဲဆိုရင်ဒီတော့ the equation of the tangent line ပဲအမှတ်မှာရှိရတယ်ဆိုရင် point 1,0 1,0မှာရှိတဲ့တန်းကျပ် equation က y minus y1 equal to. y one prime of oh, h1 h minus h1 hello y minus y1 ได้ about 0 equal to y prime of เราเรียกจะใช่ป่ะ2 h minus h1 ได้ about 0 equal to y I'll do the Y. ာတန်းကျက်လာရဲ့ဘာဖြစ်လဲဆိုရင် equation နောက်တစ်ခု normal လာရဲ့ equation အဲ equation of the နဲ့ equation of the normal အဲ့ဘက်မှာလည်းဆိုရင်1 comma 0ဆိုတဲ့အမှတ်မှာဆိုရင် is formula မျိုးလို့နော်ဒါကြီးနေပဲဆိုင်လို့ y minus 0 equal to minus 1 negative ဟုတ်ပြီ negative လို့ဆိုပြီးကဲ minus 1 minus h minus 1အဲ့တော့ y equal to ဆက်မှတော့ h minus 1 minus ကောင်းပါဖြစ်သွားလို့ဆိုရင် plus 1 minus နားရမှာဒါဆိုလို့ရှိရင် normal equation ဖြစ်သွားကြမ်းဟုတ်ပြီ